မင်္ဂလာပါခင်ဗျာ Revolute Burma Channel ကနေပြီးတော့ Match La 20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေစခန်းချနေတဲ့တရချောင်းမြို့နယ်ကြောက်စဲရွာကစခန်းတစ်ခုကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက Match La 19ရက်နေ့မနက်မှာတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြူစောထီးတွေကပဲသတင်းပေးလို့စခန်းရဲ့အခြေအနေကိုအတိအကျသိရပြီးတော့ဝင်တိုက်တာပါတိုက်ပွဲမှာတော့ပြူစောထီး9កောင်သေးတယ်စခန်းကိုလည်းမီးရှို့လိုက်တယ်လို့ဒုစစ်ကြောင်းမှုကပြောပြလာပါတယ် အဲ့ဒီစခန်းကကြောက်စဲရွာဖရားကုန်းမှာရှိပြီးတော့မတ်လ16ရက်နေ့မနက်9:45မိနစ်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တနိုင်းနီးပါးအကြာမှာစခန်းကိုတိမ့်ပိုက်ရရှိခဲ့တာလို့စစ်ကြောင်းမှုကပြောပြခဲ့ပါတယ်တိုက်ခိုက်တိမ့်ပိုက်ခဲ့တဲ့စခန်းဟာစစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီစုစုပေါင်း20ဦးကတပ်ဆွဲထားတဲ့စခန်းပြပြီးတော့ကြံတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီတွေကတော့ထွက်ပြေးသွားတယ်လို့ကိုမင်းထက်ကပြောဆိုခဲ့ပါတယ်။ဒါအပြင်တိမ့်စီရမိခဲ့တဲ့စခန်းကနေပြီးတော့ M16 တနက်တလက်ကာပိုင်တနက်တလက် လက်ပြပုံရှစ်လုံးကြည်စံနဲ့တခြားဆက်ဆက်ပစ္စည်းတွေကိုတိမ့်စီရရှိခဲ့တယ်လို့စစ်ကြောမှုကွန်မင်းထက်ရဲ့ပြောပြချက်အရသိရပါတယ်။တိုက်ခိုက်မှုတွေလုံဆောင်ခဲ့တဲ့ Federal စစ်ကြောဟာကရဲအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေပူးပေါင်းထားတဲ့စစ်ကြောဖြစ်တယ်လို့သိရပါတယ်။ပြူစောတိစခန်းကိုတိုက်ခိုက်သိမ်းပိုက်နေတဲ့တစ်ချိန်တည်းမှာပဲလေးမိုင်ကအကွာမှာရှိတဲ့ပဲတက်ရွာကပြူစောတိစခန်းကိုလည်းတော်လိုင်းရေးတပ်ဖွဲ့တွေကလက်နက်ကြီးနဲ့တွားရောက်ပစ်ခတ်ခဲ့တယ်လို့ကိုမင်းထက်ကပြောပြခဲ့ပါတယ်။ စခန်းသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီဘက်ကနေပြီးတော့စစ်ကူရောက်လာတာမျိုးမရှိဘူးလို့တော်လိုင်းတပ်ဖွဲ့တွေကသိရပါတယ်။အခုလ၂ရက်နေ့ကလည်းတရချောင်းမြို့နယ်ရောင်းမော်ရွာကစစ်ကောင်စီစခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့်သတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ဘူတီတောင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ခမာရ992တပ်ရင်းကိုရခိုင်တပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်စစ်ကောင်စီတပ်သားတွေဟာစခန်းကိုစတင်ပြီးတော့စွန့်ခွာထွက်ပြေးနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီရဲ့ခမရ99နှစ်တရင်ကစစ်ကောင်စီတပ်သားတွေဟာမက်လ18ရက်နေ့ကနေစတင်ပြီးတော့စခန်းကိုစွန့်ခွာပြီးတောင်ပစာဘက်ကနေပြီးတော့ဘူးဒီတောင်မှာရှိတဲ့အမှတ်15စစ်စီရေးကိုကဲမှုဌာနချုပ်စကခ15အတွင်းကိုတွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရခိုင်တပ်တော် AA ကဘူးဒီတောင်မှာရှိတဲ့ခမရ99နှစ်တရင်ကိုပြီးခဲ့တဲ့မက်လ15ရက်နေ့ကနေစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာစခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာမက်လ18ရက်နေ့ကနေစတင်ပြီးစခန်းကိုစွန့်ခွာထွက်ပြေးနေကြခြင်းဖြစ်တယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ အေအေကစတိုက်ကလေးက drone တွေနဲ့တောက်လျှောက်ချတာမြေပြင်ထိုးစစ်ကလည်းအင်တိုင်းအားတိုက်ကိုတက်လာတာဘလို့မှတောက်မခံနိုင်ဘူးစုတ်ခွာခွဲ့တောင်းပြီးတော့စကခ15ထဲမှာတွားပူးပေါင်းနေတယ်လို့သိထားတယ်ဘူဒီတော်မကတိုက်ရင်းသာများတာအင်အားကမပြည့်ဘူးလေခံစစ်နဲ့ကမလွယ်ပါဘူးကြမဲ့ရက်ကိုသာစောင့်နေကြရတာလို့တက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်စစ်ကောင်စီကိုထောက်ခံတဲ့ဒူတွေကတော့မှခမရငါးငါးနဲ့ဟာရရဲ့ပဲကြံတော့တဲ့အတွက်ကြောင့်လေချောင်းပစ်ကူပေးဖို့အတွက်လူမှုကွန်ရက်မှာဖြန့်ဝေနေကြပြီတော့အသေးမခံပဲ ထွက်ပြေးကြဖို့ကိုလည်းတိုက်တွန်းရေးသားထားတယ်လို့တွေ့ရပါတယ်။လက်ရှိမှာတော့ဘူဒီတောင်မှာချင်းမြန်တိုက်ရင်တွေအဖြစ်နဲ့ခမရ345ခမရ391ခမရ353ခမရ535ခမရ991ခမရ992ခမရ964ခမရ965တို့ရှိပြီးတော့ရခိုင်တပ်တော် AA ရဲ့တိုက်ခိုက်မှုကိုခံနေရတဲ့ခမရ992ကတပ်ဖွဲ့ဝင်တွေဟာစခန်းကိုဆုတ်ခွာထွက်ပြေးကြခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ဘူဒီတောင်အမြောက်တပ်အမတ368ကလည်း လန်ဒတ်ကြီးတွေနဲ့ပြစ်ကူပေးနေတော့လေရခိုင်တပ်တော် AA ရဲ့ထိုးစစ်ကိုတောက်မခံနိုင်တဲ့အတွက်ကြောင့်အစုလိုက်အပြုံလိုက်စခန်းကိုဆုံးခွာပြီးတော့ထွက်ပြေးနေကြခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခမညာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲတရင်ကတော့ KNU ထိန်းချုပ်နယ်မြေကြိုက်ဒုံမြို့ထဲမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်စစ်ကောင်စီတပ်သား48ဦးဟာထိုင်းနိုင်ငံဗတ်ချန်းကိုထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ကော်တူးလေဒူပလာယာခရိုင်ကြိုက်ဒုံမြို့ကစစ်ကောင်စီတပ်စခန်းကစစ်သားတွေဟာ KNL ရဲ့ PRP တိုက်ခိုက်မှုကြောင့်မက်စလာ16ရက်နေ့နေ့လယ်ပိုင်းမှာထိုင်းနိုင်ငံပိုက်ခလိုင်နေဆက်ကိုဖျက်ကျော်ပြီးတော့ထွက်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုထိုင်းစစ်တပ်ကလက်နက်တွေကိုဖြုတ်သိမ်းပြီးတော့ဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါဗျ။လက်ရှိမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ကြိုက်ဒုံမြို့ကို KNL အပါအဝင်တော်လိုင်းအင်အားစုတွေကထိန်းချုပ်ထားပြီးတော့စစ်ကောင်စီကတော့ထုံးစံအတိုင်းလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မြစ်ကြီးနားမြို့နယ်စင်ပေါ်မြို့အနီးတခုတည်းကြံခဲ့တဲ့စစ်ကောင်စီတပ်စခန်းကိုကချင်လွတ်လပ်ရေးတပ် KIA ပူးပေါင်းတပ်ဖွဲ့ကမတ်လ19ရက်နေ့မွန်လွဲတနအိကန်ကစတင်ပြီးတော့ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စင်ပေါ်မြို့နယ်သုံးမိုင်ခန့်အကွာမှာရှိတဲ့စစ်ကောင်စီရဲ့ခြေလင်းတိုင်ခလာရ111တပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ KIA တပ်ဖွဲ့ဝင်တအူးကသတင်းပေးဖို့ပြောဆိုလာပါတယ်။ စင်ဘိုတလေးတက်ကိုပြစ်နေတာဟုတ်ပါတယ်အခုပြစ်နေတာတနားရီလောက်ကလေးကစပြစ်တာအခြေအနေကတော့မထူးသေးဘူးပြစ်နေတော့မှရှိသေးတယ်လို့ပြောဆိုခဲ့ပါတယ်အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီးတော့စစ်ကောင်စီတပ်စခန်းအတွင်းထဲမှာရှိတဲ့နေအိမ်နဲ့အဆောင်အဦတွေထိမှန်ပြက်စီးမှုရှိပြီးတော့တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ရှေ့တန်းသတင်းအရေးမိကပြောပြလာပါတယ်ဘလောက်ထိဝင်နိုင်ပြီလဲတော့မသိသေးဘူးစခန်းထဲကအဆောင်အုံတွေအိမ်တွေကတော့ drone နဲ့ကျဲချပြီးတော့ဖျက်ဆီးပေးလိုက်ပြီးလေရင်လာလို့ခဏနားနေကြတာစခန်းထဲအထိဝင်နိုင်ပြီလားတော့မသိသေးဘူးလို့ပြောဆိုခဲ့ပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်က တိုက်လေရင်နဲ့အဆက်မပြတ်တိုက်ခိုက်နေတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တဦးကသတင်းပေးပို့လာပါရယ်အခုထိတော့တိုက်နေတုံးပဲလေရင်ကလည်းတောက်လျှောက်ကိုလာနေတာလို့ပြောဆိုခဲ့ပါရယ်စင်ဘုံမြို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့ကစတင်တိုက်ခိုက်ခဲ့တဲ့ဖေဖော်ဝါရီလ10ရက်နေ့မှာမြို့တွင်းထဲမှာရှိတဲ့ရဲစခန်းနဲ့ဌာနဆိုင်ရာရုံးတွေအပြင်မြို့အနှံ့ကိုထိမ့်ချုပ်ထားနိုင်ခဲ့ပြီးတော့မြို့နယ်သုံးပိုင်းကအကွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုသာကျန်ရှိတော့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့မကွေးတိုင်းပခုတ်ကူခရိုင်ပခုတ်ကူမြို့မှာရှိတဲ့ရွှေတန်ဖရားအနီးမှာအကြမ်းဖက်စစ်ကောင်စီရဲ့အင်အား35ဦးပါတဲ့ရင်တန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မက်လ16ရက်နေ့ညနေ3နာရီခွဲမှာအကြမ်းဖက်စစ်ကောင်စီရဲ့အင်အား35ဦးပါတဲ့ရင်တန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဗဒေသာမိုင်း3လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Alpha Gardasi လုံးဝပြတ်စည်းသွားပြီးတော့စစ်ကောင်စီတပ်သားတွေအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပခုတ်ကူ KI တရင်၃၃ပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတက်ခွဲ၁တက်ခွဲ၃မြေလက်ဒေသပျောက်ကြားတပ်ဖွဲ့နဲ့ပကံညာဦး Special Task Force တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရဲဘော်တွေကတော့အထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစလင်းမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်အတန်ချဲ့ဆန့်တဲ့ light on နေတဲ့ ုပ်ချုပ်ရေးမှူးတပ်ဦးကိုပြစ်ခတ်တိုက်ခတ်ရာနေရာမှာတွင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ၁၈ရက်နေ့ည၁၀နာရီခွဲအချိန်မှာတရက်တော်တိုက်နယ်ပခတ်တိုင်ကျေးရွာကပစ၂၁အနီးမှာပခတ်တိုင်ရွာကအုပ်ချုပ်ရေးမှူးမြင်ထူးဆိုတဲ့ကောင်ဟာကျေးရွာနေပြည်သူတွေကိုအတန်ချက်ဆက်နဲ့စစ်မှုထမ်းဖို့အတွက်လိုက်အော်နေတဲ့အချိန်ဆလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြစ်ခတ်တိုက်ခတ်ရာနေရာမှာတွင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျာ ေဆုံးသွားတယ်ပခတ်တိုင်ရွာအုတ်ချုပ်ရေးမှုမြင်ထူးစီကနေပြီးတော့လက်လုတ်ပစ္စတိုတနက်တလက်နဲ့ဆက်သွယ်ရေးဆက်တလုံးကိုတင်းစီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီရဲ့စစ်မှုထမ်းမှုဥပဒေနဲ့ပြည်သူတွေအပေါ်မှာမတရားသဖြင့်နိုင်ထက်စင်းနေလုံနေတဲ့လက်ပါစီမှန်တမ်းများကိုအတက်နိုင်ဆုံးထိထိရောက်ရောက်အေးအေးယူသွားမှာဖြစ်တယ်လို့ဆက်လင်းမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနယ်တလဲမျိုးနယ်မှာတရွာလုံးစစ်မှုထမ်းမယ်လို့ကြွေးကြော်ထားတဲ့ ပြင်ပုံရွာအုပ်ချုပ်ရေးမှုနဲ့ပြူစောတိခေါင်းဆောင်ကို PDF တပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်ရာတအူးသေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လ18ရက်နေ့ည9:00နာရီခွဲအချိန်ကပြင်ပုံပြူစောတိရွာအုပ်ချုပ်ရေးမှုရဲအောင်ကိုနက်ဆက်တီအဖွဲ့ကကျေးရွာအတွင်းမှာဝင်ရောက်ပြီးတော့ပစ်ခတ်တဲ့အချိန်မှာပြူစောတိအဖွဲ့တွေနဲ့၎င်းတို့ရဲ့မိသားစုဝင်များအင်အား30ခန်းကပြန်လည်ပြီးတော့ခုခံဖို့လှုပ်ဆောင်ခဲ့ပြီးတော့ဓာတ်နဲ့ဝင်ခုတ်တဲ့ပြူစောတိခေါင်းဆောင်ဆိုးလေးကိုနက်ဆက်တီတပ်ဖွဲ့ကပစ်ခတ်တိုက်ခတ်ရာနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ် ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာကြေးရွာအုပ်ချုပ်ရေးမှုရဲအောင်ကထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးတော့နတ်စစ်တီတပ်ဖွဲ့တွေကရဲဘော်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ပြူစောတိတချို့ကိုပြန်လည်ပစ်ခတ်ခုခံခဲ့ပြီးတော့တော်လိုင်းရဲဘော်တွေကတော့ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။နတ်တလင်းမြို့နယ်ပြင်ပုံကြေးရွာဟာပြူစောတိအများပြားနေထိုင်တဲ့ကြေးရွာဖြစ်ပြီးတော့ပထမအကြိမ်စစ်တပ်ကစစ်မှုထမ်းဖို့အတွက်မဲနိုင်ခိုင်းတဲ့အချိန်မှာ၎င်းတို့ရွာမှာရှိတဲ့အုပ်ချုပ်ရေးမှုရဲအောင်နဲ့ဆွေမျိုးတော်ဆက်တဲ့အခုတေသွားတဲ့ပြူစောတိခေါင်းဆောင်စိုးလေးကမဲမနိုင်တော့ဘဲနဲ့ တရွာလုံးစစ်မှုထမ်းမယ်ဆိုပြီးကြွေးကြော်ထားခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခမောင်းပြင်ရတာပြင်ရတာဟမ်နောက်ထပ်တင်ဆက်ပေးရမယ်တရင်ကတော့ရန်ကုန်တိုင်းတောင်တကုံမြို့နယ်ရက်ွက်တစ်ခုအတွင်းမှာရှိတဲ့လူငယ်တွေကိုစုယုံခေါ်ဆောင်ပြီးတော့စစ်မှုထမ်းဖို့အတွက်မဲနိုင်ခိုင်းတဲ့ရက်ွက်အုပ်ချုပ်ရေးမှုနဲ့အဖွဲ့တွေကိုမီးပြတ်သွားတဲ့အချိန်မှာရက်ွက်နေပြည်သူတွေကဝိုင်းဝန်းထိုးနှက်ရိုက်ပုတ်ကြတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် တောင်တကုံမြို့နယ်ရက်ကွက်တစ်ခုမှာမက်စလာ၁၈ရက်နေ့ညပိုင်းကမဲနိုင်ဖို့အတွက်ရက်ကွက်နေပြည်သူတွေကိုစုယုံခေါ်ဆောင်လာတဲ့အချိန်အုတ်ချုပ်ရေးမှုနဲ့အဖွဲ့ကမဲမတမာမှုပြုလုပ်ခဲ့တဲ့အတွက်လျှက်စစ်မီပြတ်တောက်သွားတဲ့အချိန်မှာအုတ်ချုပ်ရေးမှုနဲ့အဖွဲ့ကိုရက်ကွက်နေပြည်သူတွေကဝိုင်းဝန်းပြီးတော့ထုနဲ့ထိုးကြိတ်ကြတယ်လို့ဒေသခံတွေကသိရပါဗါတယ်ညကမဲနိုင်ဖို့ဆိုပြီးခေါ်လို့အကုန်လုံးရက်ကွက်ဓမာယုံမှာစောင့်နေကြတော့မီးလည်းပြတ်သွားအောင်အဲ့ဒီအချိန်မှာမီးပြတ်တော့အကုန်ထုနဲ့ပြီးတော့ထိုးကြိတ်ကြတာမီးကလည်းပြတ်နေတော့ဘသူတွေရိုက်လို့ရိုက်မှန်းကလည်းမသိဘူး ညကမနိုင်ရလို့ဒီနေ့တော့စစ်တပ်တက်ဆွဲထားတဲ့နေရာကိုခေါ်ထားတယ်လို့တောင်တကုံမြို့နယ်ကအမျိုးသမီးတူကပြန်လည်ပြောပြလာပါတယ်အခုလိုမျိုးအုပ်ချုပ်ရေးမှုနဲ့အဖွဲ့တွေကမိပြတ်ချင်းမှာရိုက်နိုင်ခံရတဲ့အတွက်ကြောင့်ရက်ွက်အတွင်းမှာမဲနိုင်ချင်းမပြုတ်လို့တော့ပဲစစ်ကောင်စီတက်တွေတက်ဆွဲထားတဲ့တကုံတောင်ပိုင်းအာကစားကွင်းမှာမက်လ16ရက်နေ့ညနေပိုင်းမှာမဲနိုင်ရမယ်လို့ပြောဆိုထားကြောင်းသိရပါတယ်အဲ့ဒီရက်ွက်ဟာအပိုင်း၃ပိုင်းခွဲထားရာမက်လ16ရက်နေ့ကအပိုင်း၁မှာ မဲဆာနိုင်စင်ကလေးကအုပ်ချုပ်ရေးမှုတွေဟာရိုက်နှက်ခံရတဲ့အတွက်စစ်တပ်အထိုင်ချထားတဲ့နေရာမှာပြောင်းလဲလှုပ်ဆောင်သွားမှလို့သိရပါတယ်။အဲ့ဒီရက်ကွက်အတွင်းကိုလူရွေးချယ်မှုတွေမပြုတ်လုံမီစစ်ရင်းတွေလိုက်လံကောက်ခံတဲ့အချိန်မှာစစ်ကောင်စီလက်အောက်ခံအမျိုးသမီးဝန်ထမ်းများနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များရဲ့ဇနီးမယားတွေကစစ်ရင်းလိုက်လံကောက်ယူကြပြီးတော့လူငယ်အမျိုးသားတွေမရှိတဲ့နေအိမ်တွေကိုချိန်မှောင်ပြောဆိုမှုတွေပြုတ်လုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma YouTube Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။